င်္ဂလာပါ။သင်အသုံးပြုနေတဲ့ဖုန်းနှနာဟန်ပြီးလေးနေထင်းနေလို့စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုရင်တော့စိတ်မညစ်ပါနဲ့။ကျွန်တော်ဗီဒီယိုလေးမှာဖုန်းမလေးအောင်ပြုလုပ်ရမယ်။အချက်၄ချက်ကိုလွယ်ကူရိုးရှင်းစွာနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးမစခင်မှာပြောချင်တာကတော့ကျွန်တော်ရဲ့ Tech Essential လို့သုံး channel လေးကို like and subscribe လေးလုပ်ပေးစီချင်ပါတယ်။ဒီ channel လေးမှာဒီပညာဆိုင်ရာဗီဒီယိုလေးကိုပုံမှန်ပြသပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်သင့်ဖြစ်ပြီဆိုရင်တော့ပထမတစ်ခုကိုစလိုက်ကြအောင်အရင်ဆုံးအနေနဲ့ဒီဖုန်းရဲ့စကရင်ပေါ်မှာ setting ဆိုတဲ့ menu လေးကိုရှာပါ setting ဆိုတဲ့ menu လေးကိုဖွင့်လိုက်ပါ setting ဆိုတဲ့ menu ဖွင့်ပြီးသွားပြီဆိုလို့ရှိရင် location ဆိုတဲ့ထပ်လေးကိုရှာပါအဲ့ဒီ location ဆိုတဲ့ထပ်လေးထဲမှာနှိပ်လိုက်လို့ရှိရင် wifi and bluetooth scanning ဆိုတဲ့ထပ်လေးကိုမြင်ရမှာဖြစ်တယ်အဲ့ဒီထပ်လေးကို click လုပ်ပြီးတော့ဝင်လိုက်ပါအဲ့လိုဝင်လိုက်လို့ရှိရင် wifi scan နဲ့ bluetooth scanning ဆိုပြီးတော့တပ်လေးနှစ်ခုကိုတွေ့ရမှာဖြစ်တယ်အဲ့ဒီမှာ on off cloud လေးပါပါတယ်အဲ့ဒီ on off cloud လေးနှစ်ခုက on နေလို့ရှိရင်ကျွန်တော် off ထားလိုက်ပါအဲ့ဒါလို့ off ထားပြီးသွားလို့ရှိရင်ဒါပထမဆုံးအချက်ကိုကျွန်တော်လုံဆောင်လို့ပြီးပြီဖြစ်ပါ Wi-Fi scanning နဲ့ Bluetooth scanning ကိုကျွေးနိုင်ပြီးတော့ scan နဲ့အဆင်မပြတ်လုပ်နေဆိုလို့ရှိရင် ဖုန်းရဲ့ processing power ကိုတနည်းနည်းနဲ့စားနေပါတယ်။အဲဒီတော့ကြောင့်မလို့ဒီလုပ်ငန်းတွေကိုလက်ရှိမှာရပ်လိုက်ပါ။ဒါဆိုလို့ရှိရင်မိဖုန်းနေနဲ့ processing power ကိုအထိုင်လောက်ကျော်သွားမှာဖြစ်ပါတယ်။တမချက်ပြီးရင်နောက်မှာကျွန်တော်ဒုတိယချက်ကိုဆက်သွားမှာဖြစ်တဲ့ဒုတိယအချက်ကိုတော့ပထမဦးဆုံးဖုန်းရဲ့ ဆက်ခွင်ပေါ်ကဆက်တင်ဆိုတဲ့မီမီကိုခလိလုံးလိုက်ပါပြီးလို့ရှင်ဆက်တင်လေးက about device ဆိုတဲ့ tab လေးကိုရှာပါ about device ဆိုတဲ့ tab လေးကိုနှိပ်လိုက်ပါနှိပ်ပြီးဝင်လိုက်ပါပြီးလို့ရှင်ကျွန်တော် about device ထဲမှာ version ဆိုတဲ့ tab လေးကိုလိုက်ရှာပါ version ဆိုတဲ့ tab လေးလေးကိုလည်းကျွန်တော်ဖက်ပြီးတော့ဝင်လိုက်ပါအဲ့လို version ဆိုတဲ့ tab လေးကိုဝင်ပြီးွားလို့ရှင်ကျွန်တော် version ဆိုတဲ့ tab ထဲမှာ ဘေးနံပါဆိုတဲ့ထက်ကိုမြင်မှာဖြစ်တယ်အဲ့ဒီဘေးနံပါဆိုတဲ့ထက်လေးကို9ချက်နှိပ်လိုက်တယ်အဲ့လို9ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော် developer mode ကို on လာမှာဖြစ်တယ် notification လေးကိုတခါတည်းကျွန်တော်ဗီဒီယိုမှာထည့်ပေးထားတယ်အဲ့လို developer mode ချစ်သွားပြီဆိုလို့ရှိရင်တော့ system menu ထီကိုဗတ်ပြန်ဆိုးလိုက်ပါ system menu လေးရောက်လို့ရှိရင် system setting ဆိုတဲ့ tab လေးကိုဝင်လိုက်ပါအဲ့ဒီ system setting ဆိုတဲ့ tab လေးထဲမှာ developer option ဆိုရဲထပ်ပြီးလိုက်ရှာပါအောက်ဆုံးနားမှာရှိပါတယ် developer option ဆိုရဲထပ်လေးကိုကျွန်တော်ဖွင့်ပြီးတော့ဝင်လိုက်ပါအဲ့လိုဝင်ပြီးွားလို့ရှိရင် developer option နဲ့ရောက်သွားပြီဆိုတာနဲ့ mobile data always active ဆိုရဲကျွန်တော်ထပ်ပြီးလိုက်ရှာပါအဲ့ဒီထပ်လေးကိုတွေ့တယ်ဆိုလို့ရှိရင် on ထားနေပြီးတော့ off လုပ်လိုက်ပါဒါဆိုလို့ရှိရင် ရည်မင်းရဲ့မိုဘိုင်းဒေတာအမြဲတမ်း on မှာမဟုတ်တော့ဘူး။အဲဒီအတွက်ကြောင့်မို့လို့နောက်ကွယ်နေပြီးတော့မိုဘိုင်းဒေတာအတွက် processing လုပ်ဆောင်တဲ့ activity ကိုရောသွားမှာဖြစ်တယ်။ဒါဆိုလို့ရှိရင်ဒုတိယအချက်ပြီးသွားမှာဖြစ်ပါတယ်။ဒုတိယအချက်ပြီးသွားလို့ရှိရင် တတိယအချက်ကိုကျွန်တော်လှုပ်ဆောင်มาဖြစ်တယ်တတိယအချက်ကလည်း developer option ဆိုရဲ setting ထဲမှာပဲရှိတယ်အဲဒီ developer option ဆိုရဲ setting ထဲမှာ background process limit ဆိုရဲ tab တွေကိုလိုက်ရှာပါ background process limits red tab လေးကိုကျွန်တော်တွေ့လို့ရှိရင်ဝင်လိုက်ပါအဲ့ဒီဂျဲမှာဆိုလို့ရှိရင်ရွေးရမယ် try ဒီအများကြီးရှိတဲ့အမှာ standard limits row default အနေနဲ့ရွေးထားပါတယ်ကျွန်တော်တို့အနေနဲ့ no background process ဆိုတဲ့ try လေးကိုရွေးလိုက်ပါ no background process ဆိုတဲ့ button လေးကိုရွှေ့လိုက်အဲ့လိုရွှေ့လိုက်လို့ရှိရင်ဖုံးမှာရှိတဲ့ background က process တွေအကုန်လုံးလုံးဆောင်တော့မှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ processing power ကြီးအများကြီးရောက်ကြသွားဖြစ်တဲ့ capacity ကတော်တော်ကြီးရောက်ကြသွားမှာဖြစ်တဲ့သူ့ရဲ့ energy တခုတော့ရှိတယ်အဲ့ဒါကတော့ background process တွေကိုအကုန်လုံးပိတ်ထားတဲ့အတွက်ကြောင့်မလို့ဘာ background process မှာ run မှာမဟုတ်ဘူး social media တွေကနေကို message ပို့တာတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေကို notification တွေတက်ဖို့အတွက်တော့မဖြစ်နိုင်ဘူးဒီ energy လေးတခုတော့ရှိပါတယ်ဒါဆိုရင်တော့တတိယချက်ပြီးသွားပါပြီ နောက်ဆုံးတစ်ခုပဲခြင်းပါတော့တယ်ဒီနောက်ဆုံးတစ်ခုကိုလုံဆောင်ဖို့အတွက်ဆိုလို့ရှင်တော့ပထမဆုံးဖုန်းရဲ့ home screen ကိုပြန်သွားလိုက်ပါပြီးလို့ရှိရင် Play Store icon လေးကိုရှာပါ Play Store ကိုဖွင့်ပြီးဝင်လိုက်ပါ Play Store ကိုဖွင့်ပြီးတော့ရောက်သွားလို့ရှိရင် Play Store ရဲ့ညာဘက်အပေါ်တောက်မှာ Google profile လေးရှိပါတယ်အဲ့ဒီ profile လေးကို click နှိပ်လိုက်အဲ့လို click နှိပ်လိုက်တယ်ဆိုတာနဲ့ Google profile လေးမီနူလေးချလာမယ်အဲ့ဒီမီနူထဲမှာ setting ဆိုတဲ့ tab လေးကို တွားပြီးတော့ရွေးပြီးနှိပ်လိုက်အဲ့ဒီ setting ဆိုလဲတက်လေးကိုရွေးပြီးနှိပ်ပြီးတဲ့အချိန်မှာ setting menu လေးကြာလာမယ်အဲ့ဒီ setting menu လေးရမှာကျွန်တော်တို့ network preference ဆိုတဲ့ menu လေးကိုရွေးပြီးတော့ select လုပ်လိုက်အဲ့လို select လုပ်လိုက်တယ်ဆိုတာနဲ့ဒီ network preference တဲမှာကျွန်တော် multiple choice လို့မျိုး choice လုပ်လို့ရတယ်အဆက်လေးပေါ်လာလိမ့်မယ်အဲ့ထဲမှာဆိုလို့ချင်း update obligation with wifi တို့ mobile data တို့ပြီးလို့ရှိရင် update with limited amount mobile data တို့ပြီးရင် update over wifi only တို့ don't auto update apps တို့စသဖြင့်ဒီလိုမျိုးလေးတွေ swipe လို့ရပါတယ်အဲ့ဒီအမှာကျွန်တော်တွေနဲ့တခြားဘာကြီးပဲ swipe တာ swipe တာအခုမှဆိုလို့ရှိရင်တော့ don't auto update app ဆိုတဲ့ swipe လေးကိုပဲကျွန်တော်ရွေးချယ်လိုက်ပါ ဲ့လိုရွေးချယ်လိုက်ပြီးလို့ရှင်ရင်ကျွန်တော်တို့ဒီမီနူတွေကနေပြီးတော့ထွက်လို့ရပါပြီ။ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံး file နဲ့ကျွန်တော်အချက်လေးကိုကျွန်တော်လုံးဆောင်ပြီးဖြစ်ပါတယ်။ဒီလိုအချက်လေးတွေအကုန်လုံးလုံးဆောင်ပြီးသွားပြီဆိုလို့ရှင်တော့ဟုံးမှာအထိုက်လျောက်ဟန်းနာတွေပြီးလို့ရှင်ထစ်တာတွေရောသွားမှာဖြစ်တယ်။နောက်ဆုံးချက်လေးပြီးတဲ့အချိန်မှာကျွန်တော်အနေနဲ့ ဖိုင်နယ်ထစ်အနေနဲ့ရှုပ်ချက်လေးမှာခြင်းပါတယ်ကိုကပုံမှန်ဖုန်းအသုံးပြုခဲ့လို့ဆိုလို့ရှင်ကိုရဲ့ဖုန်းရဲ့ဒီ storage capacity ဘလောက်ကြီးရှိနေပြီးတော့ storage capacity ရေပြည့်နေပြီလားပြည့်နေလို့ရှင် clean လုပ်လိုက်ပါပုံမှန်အသုံးပြုနေတဲ့ application တွေမဟုတ်ဘဲနဲ့ am use application တွေဆိုလို့ရှင်လည်းကိုရဲ့ဖုန်းကနေတော့ run လုပ်လိုက်ပါ နောက်တစ်ခုကတော့ cache တွေအများကြီးနေဆိုလို့ရှိရင်လည်း cache တွေကို clean လုပ်လိုက်ပါနောက်တစ်ခုကတော့ကိုက ဖုန်းမှာဂိမ်းကြီးကစားရတယ်ဆိုလို့ချင်းကို့ဖုန်းနဲ့တကယ်ပဲ recommendation မှာကိုက်ငယ်လားဆိုတော့အရင်ဆုံးကြည့်ပါကိုကဂိမ်းအကြီးကြီးကိုဒီကိုရဲ့ဖုန်းဟောင်းလေးတွေမှာထည့်ပြီးကစားလို့ရှိရင်လည်းအဲ့ဒါဆိုရင်တော့ဒီ point capacity နဲ့မကိုက်ငယ်တဲ့အတွက်ကြောင့်ဖုန်းခန်းတာဖုန်းကြီးရာကြီးဖြစ်နိုင်ပါတယ်အဲ့လိုမျိုးဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းခဲလို့မရပါဘူးဖုန်းအစ်စ်တလုံးကိုဝယ်မှလာရမှာဖြစ်ပါတယ် အားလုံးပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီပညာဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ Tap Essential Channel လေးကို Like and Subscribe လုပ်ပေးစီချင်ပါတယ်အားလုံးပဲခေါင်းတော်နေနေဖြစ်ပါစေခင်ဗျာ